blockchain ပေါ်က data တွေကိုကိုယ့်ရဲ့ application မှာပြန်သွားဖို့အတွက်ကပုံမှန်အားဖြင့်သိဆိုင်ရာ programming language တွေကိုနားလည်ထားဖို့လိုပါတယ်။ဥပမာ ethereum blockchain က data ကိုလိုချင်နေဆိုရင် solidity ကိုနားလည်ထားရမှာပါ။တကယ်လို့ ethereum blockchain ပေါ်က data ကိုထပ်လိုချင်နေဆိုရင် app blockchain နဲ့သိဆိုင်တဲ့ programming language ကိုနားလည်ထားဖို့လိုလာပြန်ပါပြီ။ ဆိုတော့မတူညီတဲ့ blockchain ပေါ်က data တွေကိုယူဖို့အတွက် programming language တခုရရဲ့အဆင်ပြေတယ်တကယ်လို့ programming language မရရင်တောင်မှ AI နဲ့သုံးလို့ရရင်အဆင်ပြေတယ်ဆိုတဲ့ညီကိုတို့အတွက်က Binance Launch Pool ကနေ69ခုမြောက် project အဖြစ်မိတ်ဆက်လိုက်တဲ့ Spain ထိုင်းကကူညီပေးဖို့ရောင်းလာပြီးဖြစ်ပါတယ်သူမှာ Android လည်းရှိပြီးတော့ဘယ်လိုယူရမလဲဆိုတာမပြောခင်မှာ project အကြောင်းနည်းနည်းလေးလေ့လာကြည့်ရအောင်ပါ Spain Time က W3 မှာ data warehouse တခုဖြစ်ပါတယ် data warehouse ဆိုတာကပစ္စည်းတွေကို go ဒေါင်ထဲထည့်ထားပြီးတော့လိုအပ်ရင်အဲ့ဒီဂိုဒေါင်ထဲကနေထောက်ယူအသုံးပြုတဲ့သဘောဖြစ်ပါတယ်။ data warehouse မှာမှ data တွေကို ဘိုဟိုထိတ်ထုတ်တဲ့သူမရှိဘူးလို့အဓိပ္ပာယ်ရတဲ့ဒီစတိုလိုက်ကိုတုံးပြထားပြီးတော့ Ethereum, ACY, Zeki Sinks, Polygon တို့လိုဘလော့ချဲပေါ်က data တွေကိုအချိန်နဲ့တပြင်းချင်းသိပြီး zero knowledge proof နဲ့ယုံကြည်စိတ်ချလို့ရအောင်စီမံပေးပါတယ်။သူမှာ Sam Zeki Zeki proof ဆိုတာရှိပြီးအဲ့ဒါကကဘာပေါ်မှာပထမဆုံးနဲ့မြန်ဆန်တဲ့ Zeki proof ကို all chain ပေါ်မှာတုံးလို့ရအောင် လုပ်ပေးပါတယ်။ဒါကြောင့် smart contract နဲ့ဒီ satellite application တွေမှာ data တွေကိုမြန်မြန်ဆက်ဆက်နဲ့လုံးလုံးချိုချိုသိသိပြီးတော့ translate ီးနဲ့တုံးလို့ရမှာဖြစ်ပါတယ်။သူကဘလို့အလုပ်လုပ်လဲဆိုတော့ blockchain ပေါ်က data တွေကို data warehouse ထဲမှာ index လုပ်ပြီး relational table ထဲကိုထည့်သေးပါတယ်။ဥပမာ ACY ရဲ့ transition တွေကိုအချိန်နဲ့တပြေးညီသိသိပေးထားပြီးတော့ developer တွေက ACY code ဒါမှမဟုတ် AI ကိုတုံးပြီး query prompt တွေနဲ့ခွဲခြမ်းစိုက်ဖြာလို့ရပါတယ်။ဒါကြောင့် developer တွေအတွက်အရင်ကတည်းကအချိန်ကိုတက်တာပြီးတော့ပိုပြီးအလုပ်တွေစင်မှာဖြစ်ပါတယ်။ Spain Time က Microsoft, Nvidia, Takealot တို့လိုကမ္ဘာထိပ်တဲ့ company တွေနဲ့ပူးပေါင်းထားပါဗျ။ဒေါ်လာ20 million fan တွေကိုလည်း Polychain Capital, Alumni Venture တို့လို billionaire တွေရှိကနေရထားတာတွေရှိပါတယ်။ Spain Time ရဲ့ native token က SXT ဖြစ်ပါတယ်။ Total supply က5 billion ဖြစ်ပြီးတော့ launch pool အတွေ့က125 million ကို airdrop ပေးသွားမှာပါ။ ဈေးကွက်ထဲမှာလက်ပံမဲ့စာကူလေးတီး supply က1.4 billion STO ဖြစ်ပါတယ်။ဆိုတော့ညီကိုတို့အနေနဲ့ airdrop ဘယ်လောက်ရမယ်လို့ထင်လဲ comment မှာရေးခက်ပေးပါဦး။အခု လော launch ဘူးကနေ airdrop ရချင်တယ်ဆိုရင်ညီကိုတို့အနေနဲ့ binance account ရှိဖို့လိုပါတယ်။ 3D လောက်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါတယ်။